ကမ္ဘာပေါ်မှာတစ်ပင်ပေါင်း340ဘီလီယံလောက်ရှိပါရီဒါကိုသိရမယ်ဆိုတော့တစ်အနေနဲ့အံ့ဩသွားနိုင်ပါရီအဲ့ဒီတစ်ပင်တွေအထက်ကတစ်နှစ်ကိုတစ်ရာခိုင်နှုန်းလောက်ကိုကမ္ဘာအကြီးဆုံး pre book လုပ်ငန်းဖြစ်တဲ့ IKEA ကအသုံးပြုနေခဲ့တာပါတစ်နှစ်ကိုတစ်ပင်ပေါင်းဘီလီယံ30နဲ့တစ်စက္ကန့်ကိုတစ်ပင်963တန်ကို IKEA pre book ကြီးလုပ်ဖို့အတွက်အသုံးပြုနေတာဖြစ်ပါရီဒါပေမဲ့ဘယ်သူကများယုံမလဲဒီဒေါ်လာဘီလီယံနဲ့ရှိတဲ့ အင်ကီယာရဲ့လုပ်ငန်းအင်ပယာကြီးဟာတကယ်ဆိုရင်တော့မိချစ်ဆန်မှုအနေငယ်နဲ့စတင်ခဲ့တာပါအရာဝတ္ထုတွေရဲ့နာမည်ကတော့မမတ်မိနိုင်ပေမဲ့ဒီအာနိရှက်တွေကဒီကလေးငယ်ရဲ့အာသာချက်တွေဖြစ်လာခဲ့ပါရီဒီကလေးနာမည်ကတော့အင်ကဘာကမ်ပါပါသူကအသက်6နှစ်အရွယ်မှာသူ့ရဲ့ပထမဆုံးလုပ်ငန်းကိုစတင်ခဲ့ပါရီသူ့မိသားစုကဒီကလေးဟာတခြားသူတွေနဲ့မတူပဲစီးပွားရေးလုပ်နိုင်တဲ့အရေးရှင်ရှိတယ်ဆိုတော့ကိုတိခဲ့ကြပါရီသူ့ရဲ့အဖွားကသူ့ကိုဆွေတင်ပြ68ပြပေးခဲ့ပါရီ ဲ့ဒီငွေနဲ့အင်ကပါကမိချစ်ဆန်မှု100လောက်ဝယ်ယူခဲ့တာပါသူကအားပေးတဲ့အနေနဲ့သူ့ရဲ့ပထမဆုံးဝယ်တဲ့လူကလည်းသူ့ရဲ့အဖွားပဲဖြစ်ခဲ့ပါရင်အဖွားဖြစ်သူကအင်ကပါစီကနေမိချစ်ဆန်တဘူးကိုသုံးပြနဲ့ဝယ်ခဲ့ပါရင်အိနီရှင်တွေကလည်းသူ့စီကနေမိချစ်ဆန်မှုတွေဝယ်ကြပါရင်သူရဲ့ပထမဆုံးယင်းဒီမြုပ်နှံမှုက၃စတိုးပွားလာခဲ့ပြီးတော့ဆွီဒင်ခရိုနာ၃ခုဖြစ်လာခဲ့ပါပြီ။ဒါဟာမင်းများအစမဟုတ်ပေမဲ့လည်းဒီအတွေ့အကြုံတွေကအင်ကပစီမှာဈေးတက်တာနဲ့ပစ္စည်းတွေကိုဝယ်ယူပြီးတော့ စေပူရအောင်ပြန်ရောင်းချင်တဲ့ဆရာထက်တန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။သူတို့ရဲ့အွယ်မှာဆိုရင်တော့တခြားသောကလေးတွေဟာသူတို့ကိုသူတို့အလုံးများနေတဲ့အချိန်အင်ကပါကအိမ်သုံးပစ္စည်းအမျိုးမျိုးကိုရောင်းချခဲ့ပါတယ်။တခါရောင်းတဲ့အခါတိုင်းသူ့ရဲ့ယင်းဒီမျိုးနံမှုကိုနဆ၃ဆသုံးမြစ်ခဲ့ပြီးတော့အလဟာတာမတုံးဆွဲပဲနဲ့ရလာတဲ့အမျက်ငွေတွေကိုလည်းပြန်လဲယင်းဒီမျိုးနံခဲ့တာပါ။သူကကြောင်းသွားတဲ့အရွယ်မှာသူ့စီမှာထူးဆန်းတဲ့ယောဂလက္ခဏာတွေတွေ့လျရပါသည်။ Dyslexia လို့ခေါ်တဲ့ယောဂသမျိုးကိုသူခံစားနေရတာဖြစ်ပြီးတော့ အဲ့ဒီယောဂါမှာဆိုရင် စာဖတ်ရတာနဲ့မှတ်သားတဲ့နေရာမှာအခက်အခဲတွေရှိပါရင်စာတင်တာအပြင်အင်္ဂဘာကအကြောင်းမှလည်းသူ့ရဲ့စိုင်လေးကိုကောင်းကောင်းလေပတ်စေခဲ့ပါရင်သူကသူ့ရဲ့အတန်းဖော်ရီကိုဘောပင်နာရီနဲ့ကပတ်တွေကိုရောင်းချခဲ့ပါရင်သူကအကြောင်းမှဆိုရင်ပြီးဆို900ရောင်းချပြီးတော့သူ့ဘဝရဲ့ပထမဆုံးအမျက်အဆုံးအများဆုံးရရှိခဲ့တာပါဒီလိုနဲ့အင်္ဂဘာတယောက်16နှစ်သားကျောင်းပြီးတဲ့အခါမှာတော့သူ့ရဲ့အဖေကကုန်တွယ်ရေးကုမ္ပဏီတစ်ခုတည်ထောင်ဖို့လက်ဆောင်အဖြစ်ငွေပေးခဲ့ပါရင် 1943ခုနှစ်မှာတည်ထောင်ခဲ့တဲ့ဒီကမ္ပဏီကို INKR လို့နာမည်ပေးခဲ့ပါပြီဒီနာမည်အထက်မှာ INK ဆိုတာကအင်ကဘာကမ်ပါရဲ့နာမည်အစအစလုံးတွေပါ e ဆိုတော့သူတို့မိသားစုရဲ့လယ်တော်နာမည် amrap ကနေလာတာဖြစ်ပြီးနောက်ဆုံးစာလုံးဖြစ်တဲ့ e ကတော့အင်ကဘာရဲ့ရွာနာမည်အကတ်ကနေလာတာဖြစ်ပါရင်အဲ့ဒီတော့ကတော့ဆိုင်ခန်းယုံခန်းမရှိဘဲနဲ့ပစ္စည်းပို့ဆောင်ရေးကိုပဲအဓိကထားတဲ့ အမေရိကန်ကုန်သွယ်ရေးကုမ္ပဏီလေးတစ်ခုပဲဖြစ်ပါရည်အဲ့ဒီမှာဆိုရင်အင်္ဂါဘာဟာငငယ်ကလေးကရောင်းလာခဲ့တဲ့ပစ္စည်းတွေကိုပဲပြန်ပြီးတော့ရောင်းချတာပါတေးငယ်တဲ့တဲလေးလိုမျိုးစိုက်လေးတစ်ခုပဲရှိပြီးတော့အဲ့ဒီနေရာမှာသူကမှားထားတဲ့ပစ္စည်းတွေကိုထုတ်ပိုးလေးရှိပါရည်ဒါပေမဲ့ဘယ်သူကများတိမလဲအဲ့ဒီစိုက်တီတီလေးကနေစခဲ့တဲ့လုပ်ငန်းဟာတနေ့မှာတော့ဒေါ်လာဘီလီယံနဲ့ရှိတဲ့အင်ပါယာကြီးဖြစ်လာလိမ့်မယ်ဆိုတာကိုပါအင်ခီယာရဲ့အစောပိုင်းကာလဝေမှာအင်ခဘာကဘောပင်တွေ ပိုက်ဆံအိတ်နဲ့အမင်းမျိုးသောပစ္စည်းတွေကိုတင်သွင်းပြီးတော့ရောင်းချခဲ့ပါသည်အသက်18နှစ်အရွယ်မှာသူ့ရလုပ်ငန်းကတော်တော်ကလေးကိုအဆင်ပြေနေခဲ့ပါပြီဒါပေမဲ့အဲ့ဒီပစ္စည်းတွေအလုံးနိပါကတခြားသောလက်လီဆိုင်တွေမှာလည်းရနိုင်ပါသည်ဆိုလိုတာကစေနှုံတက်တာမှပဲဒါမှမဟုတ်ထူးထူးခြားခြားပြည့်စည်အစ်စ်ဖြစ်မှပဲလူတွေကစာတိုက်ကနေမာယူကြမှာဖြစ်ပါရီ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်သူကဈေးကွက်သူတည်တနာစတင်လှုံ့ဆော်တော့ပါလေဈေးတက်တက်တတာနဲ့ထုတ်လုပ်ပြီးတော့ဈေးကြီးကြီးနဲ့ရောင်းချနေတဲ့ပစ္စည်းဝယ်ရဲ့ဇယင်းကိုတူလှုံ့ဆော်ခဲ့ပါလေဘောပင်တချောင်းကိုဆွေရင်ပြတပြားနဲ့ထုတ်လုပ်နိုင်ပါလက်နဲ့ကုံစုံဆိုင်ကဆယ်ပြားနဲ့ဘာကြောင့်ရောင်းနေတယ်လဲဆိုတာကိုသူနားမလည်နိုင်ခဲ့ပါဘူးတခြားသောယောက်ျားလေးဝေလွတ်လွတ်လပ်လပ်နေရှင်တဲ့အရွယ်မှာအင်ကဘာတယောက်ကတော့နည်းနည်းအရှိုင်းဈေးကွက်သူတည်တနာဝေလှုံ့ဆော်နေခဲ့ပါလေ စက်ရုံမှာကုန်ပစ္စည်းတွေကိုဈေးတက်တာစွာထုတ်လုပ်နိုင်ပေမဲ့တကယ်ပြဿနာကဖြန့်ဖြူးရေးအပိုင်းမှာရှိတယ်လို့သူကကောက်ချက်ချခဲ့ပါရီစက်ရုံကနေကုန်စုံဆိုင်ကိုကုန်ပစ္စည်းတွေတည်ယူပို့ဆောင်ရတာကဈေးကြီးပါရီဈေးကွက်ပြိုင်ဆိုင်မှုမှာအင်ကဘာအောင်မြင်ဖို့အတွက်တခုထဲတော်နီလန်ကတော့ဖြန့်ဖြူးရေးနဲ့တည်ယူပို့ဆောင်ရေးမှာငွေကုန်ကြေးကျတက်တာအောင်လှုံ့ဆော်ဖို့ပါဒါကတော့အစီအစဉ်ဆွဲတာနဲ့ကြိုးစားအားထုတ်မှုအများကြီးလိုအပ်ပါရီသူရဲ့ကတ်တလောက်အထင်မှာပရီဘောကဝင်တော့မပါတီးပါဘူး ါပေမဲ့1948ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးပြီးရနောက်မှာတော့ဆွီဒင်အစိုးရကအင်အသစ်တွေအများကြီးစားဆောက်ခဲ့ပါပြီ။အဲ့ဒီအင်အသစ်တွေကိုပြင်ဆင်ဖို့အတွက်ဈေးသက်သာတဲ့ပရီဘောကဝီရဲ့ဝဲလိုအားကလည်းတိုးလာခဲ့ပါပြီ။ဒါဟာအင်ကမ္ဘာအတွက်တော့သူ့ရဲ့ကုန်ပစ္စည်းစရင်းအထည်ကိုပရီဘောကဝီထည့်သွင်းဖို့အတွက်အကောင်းဆုံးအခွင့်အရေးတစ်ခုပါ။ဒါပေဖြစ်နေပဲသူ့ရဲ့ပရီဘောကရောင်းအားဟာတခြားသောပစ္စည်းပဲထက်ကျော်သွားခဲ့ပါပြီ။သူကဒီရခန်ထုတ်လုပ်တူစီကနေဈေးပေါ်ပေါ်နဲ့ပရီဘောကဝီဝယ်ပြီးတော့ အမျက်နဲ့ပြန်ပြီးရောင်းချပါရီတိကျတဲ့အတိုင်းပဲအင်ကဘာစီမှာဒီဆလက်စီယလို့ခေါ်တဲ့ယောဂါရှိနေပါရီဒီယောဂါကြောင့်သူဟာပြိဘောကဝေရဲ့ကုတ်နံပါတ်တီကိုမမတ်မိပါဘူးဒါကြောင့်မာယူမှုတွေဝင်လာတဲ့ခါမှာသူမမ်းမိနိုင်တဲ့ရိုးရှင်းတဲ့နာမည်တွေကိုပဲသူ့ရဲ့စင်အထဲမှာပေးထားခဲ့ပါရီကုန်ပစ္စည်းစင်အထဲကပစ္စည်းတိုင်းမှာကုတ်နံပါတ်အစားထူချပြီးတော့ဆွဲဆောင်မှုရှိတဲ့နာမည်တွေရှိတဲ့ခါမှာလူတွေအတွက် မာရတာကပူပြီးလွဲကူတွားမှဖြစ်ပါရီဒီတင်းငယ်တဲ့အရာလေးကအင်ခီယာရဲ့အယောင်မြင့်တဲ့နေရာမှာ အလွန်ကိုအကျိုးရှိတဲ့အကြောင်းတည်တည်ပြနိုင်ခဲ့ပါရီကမ္ပဏီအများကြီးထဲကနေမာယူမှုရဖို့တခုထဲတော့နီလန်ကတော့လူဝိုင်းကတခြားတူတွေထက်စီနုံတက်တာအောင်ပေးရမှာပဲဖြစ်ပါရီဒါပေမဲ့ဈေးလျှော့လိုက်တာကအရေးအသွေးကိုထိခိုက်စေပြီးတော့ကမ္ပဏီတော်တော်များများကဒီလိုလုပ်နေကြပါရီဒါကြောင့်စာတိုက်ကနေမာယူတဲ့ကမ္ပဏီအားလုံးရဲ့နာမည်ဝေပြက်စီးလာပါရီအဲ့ဒီအခါမှာတော့အင်ကဘာကပထမဆုံး IKEA စတိုးဆိုင်ကိုဖွင့်ဖို့ရည်ရွယ်ခဲ့ပါရီအဲ့ဒီနေရာမှာသူကပရီဘောကဝေကိုလက်တွေ့ပြသတော့မှာပါ ဒါဟာပို့ဆောင်ခကိုအများကြီးရှော့ရှာပြီးမှဖြစ်ပါရီးဘာကြောင့်လဲဆိုရင် အခုဆိုရင်လူဝေကစိုင်းကိုဒါရိုက်လာပြီးတော့ပရီဘောကဝေကိုဝယ်နိုင်တော့မှာပါဒုတိယအချက်အနေနဲ့စာတိုက်ကမာယူတဲ့ပစ္စည်းအရေးအတွေးကိုမယုံကြည်ကြတဲ့လူဝေက အခုဆိုရင်တော့စိုင်းကိုဒါရိုက်လာပြီးယုံကြည်စိတ်ချစွာနဲ့ပရီဘောကဝေကိုဝယ်နိုင်တော့မှာဖြစ်ပါရီး1953ခုနှစ်မှာဆိုရင် IKEA ရဲ့ပထမဆုံးစတိုးဆိုင်ကိုဖွင့်လှစ်တဲ့အခါမှာမျောလင့်ထားတာထက်လူတွေကပို့ပြီးတော့အလူအယက်လာကြတာပါ ဆွေဒင်အစိုးရကထောက်ပံ့ပေးတဲ့အိမ်တွေကိုပြင်ဆင်ဖို့ဟာမဖြစ်မနေလိုအပ်လာတာကြောင့်လူတထောင်လောက်ဆိုင်အပြင်မှာတန်းစီပြီးတော့စောင့်နေကြပါလိမ့်အင်ကဘာရဲ့ဒီပူဟာကအလုတ်ဖြစ်သွားခဲ့ပါလိမ့်သူကလူတွေကိုကတ်တလောက်တွေစာတိုက်ကနေပို့လေရှိပေမဲ့လက်တွေဆိုင်ဖွင့်လိုက်တဲ့အခါမှာတော့ဝဲတွေကဆိုင်ကိုတိုက်ရိုက်လာကြပါလိမ့်ဒါဟာကိုပိုင်လက်တွေဆိုင်ကိုပါတီထောင်တဲ့ပထမဆုံးစာတိုက်ကနေမာယူတဲ့ကမ္ပဏီပဲဖြစ်ပါလိမ့်အင်ကဘာကသူ့ဆိုင်နဲ့သူရေကူးကန်တစ်ခုလည်းတိဆောက်ခဲ့ပြီးတော့ အိုင်ခီယာကိုမြို့ရဲ့ခရီးသွားဆွဲဆောင်ရနေရာတစ်ခုဖြစ်လာစေခဲ့ပါရင်လူတွေကအပြင်ကိုထွက်လဲရင်းနဲ့ပဲတကခုခုကိုလည်းဝယ်ကြပါရင်အိုင်ခီယာဟာအောင်မြင်မှုရဲ့လေကထစ်တွေကိုအလင်းအမြန်ပဲတက်လန်းနေခဲ့တာပါဒါပေမဲ့တခြားသောလက်လီပရီဘောကဆိုင်တွေကသူ့ရဲ့လမ်းကြောင်းမှာအကြီးအကျယ်အသားစီဖြစ်လာလိမ့်မယ်ဆိုတာအင်ကဘာမတိခဲ့ပါဘူးဒီလိုနဲ့1958မှာဆိုတော့အိုင်ခီယာဟာအရန်ကိုလင်းမြန်စွာကြီးထွားလာခဲ့ပြီးတော့ဆွီဒင်ပရီဘောကအရန်ကိုစလေဝေကဒါကိုလက်မခံနိုင်ခဲ့ပါဘူး သူ့ရဲ့ပြန်ဖြက်တွေကအရင်စာတိုက်ကနေမာယူတဲ့ model ကိုပဲသုံးနေဆဲပဲဖြစ်ပါလိမ့်။ဒါကြောင့်သူတို့ဟာ IKEA ရဲ့ဈေးတက်တာတဲ့ဈေးနှုန်းဝင်တဲ့ရှင်ပြိုင်နိုင်စွမ်းမရှိပါဘူး။ Pre-war ကအယောင်ကိုစလီဝီက IKEA ကိုတားဆီးဖို့အတွက်သူတို့အနေနဲ့တတ်နိုင်တဲ့များအကုန်လုံးလုံဆောင်ခဲ့ပါလိမ့်။ပထမအဆုံးအနေနဲ့ကုန်စည်ပြပွဲတွေမှာ IKEA ကိုရောင်းချခွင့်ပိတ်ပင်ခဲ့တာပါ။ဘာကြောင့်လဲဆိုရင်တော့ဘယ်ပြပွဲပဲဖြစ်ဖြစ် IKEA ရဲ့ဆိုင်ခန်းမှာလူအများဆုံးစုပြုံရောက်လာပြီးတော့တခြားသောဆိုင်ခန်းတွေကတက်တလောက်တွေပဲရောင်းတဲ့အတွက်ဒီလိုမျိုးဖြစ်နေတာပါ။ အန်ခီယာဆိုင်ခန်းမှာဆိုတော့အစစ်မှန်ပရိဘောကဝေကိုမြင်တွေ့နေမှာရီနောက်တော့အယောင်ကိုစလေဝီကကတ်တလောက်မှာရေးထားတဲ့စေနှုံးဝင်ကိုလည်းကန့်သက်ချက်တွေထုတ်ပြန်ခဲ့ပါရီ။ဘာကြောင့်လဲဆိုတော့အဲ့ဒီအထဲမှာအနိုင်ဆုံးစေနှုံးကအန်ခီယာရဲ့စေနှုံးဖြစ်နေလို့ပါ။ဒီတစ်ခါမှာဆိုတော့အန်ခီယာကသူ့ရဲ့ကိုပိုင်ကုံစီပြပွဲကိုကျင်းပလိုက်ပြီးဘဒူးကမတားစီနိုင်ရှင်မရှိတော့ပါဘူး။တုံ့ပြန်တဲ့အနေနဲ့အယောင်ကိုစလေဝီကအန်ခီယာရဲ့ကုံပစ္စည်းဘေးသွင်းသူတွေကိုချိန်ချောက်ပါရီ။ တို့သားအိုင်ခရာကိုပြိဘောကဝေရောင်းချမယ်ဆိုရင်တော့တို့စီကနေဝဲယူတာကိုရက်တန့်ပြစ်မယ်လို့ပြောတာပါကြောက်ရွံ့မှုကြောင့်ပဲကုန်ပစ္စည်းဘေးသွင်းသူတွေကအိုင်ခရာကိုကုန်ပစ္စည်းဘေးသွင်းတာအားရက်လိုက်ပါရင်ဒါဟာအင်ကဘကိုတိုက်ရိုက်တိုက်ခိုက်တာဖြစ်ပြီးတော့အိုင်ခရာရဲ့အယောင်ကိုလည်းအများကြီးထိခိုက်စေပါရင်ဒါပေမဲ့အဲ့ဒီနောက်မှာတော့အင်ကဘကဒီလန်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီးကုန်ပစ္စည်းဘေးသွင်းသူတွေကိုအိုင်ခရာကိုပြိဘောကဝေဘေးသွင်းဖို့အတွက်ဖိအားပေးနိုင်ခဲ့ပါရင်တခြားသောလက်လီရောင်းချသူတွေကသူတို့ရဲ့ကုန်ပစ္စည်းဘေးသွင်းသူတွေကို 3လအတွင်းငွေပေးချေလေရှိတဲ့အချိန်မှာအင်ခီယာကတော့10ရက်အတွင်းငွေပေးချေမယ်လို့ကြေညာခဲ့ပါတယ်။ဒါကြောင့်ကုန်ပစ္စည်းပေးသွင်းသူတွေဟာညဖဲအမောင့်ထဲမှာအင်ခီယာကိုလိုအပ်စွာကုန်ပစ္စည်းတွေပေးသွင်းလာကြပါတယ်။တစ်ချိန်တည်းမှာပဲအင်ခီယာကတော့သူ့ရဲ့ကိုယ်ပိုင်ဒီဇိုင်းတွေကိုဖန်တီးပြီးပိုလန်ကနေတစ်တာကလာထိုင်တွေကိုတင်သွင်းခဲ့ပါတယ်။ဒါကိုတခြားသောလက်လီရောင်းချသူတွေကစိတ်ကူးတော့မရင်နိုင်ခဲ့ပါဘူး။ဒီနီလန်းနဲ့ပဲအင်ခရာကိုအာနေသွားစီမဲ့အစားတပေးမောင်းမှုတွေကအင်ခရာကိုပို့ပြီးတော့အာကောင်းလာစီက သူ့ရဲ့ပြန်ဖက်တည်းရဲ့တိုက်ခိုက်မှုတိုင်းကနေသူကလွတ်မြောက်နေခဲ့ပါပြီဒီလိုနဲ့တနေ့မှာတော့အိုင်ခရာဝန်ထမ်းတယောက်ကဖောက်တဲ့တယောက်သူ့ရဲ့ကားထဲကိုစပွဲတစ်ခုထည့်ဖို့ကြိုးစားနေတာတတိထားမိသွားခဲ့ပါပြီဒါပေမဲ့စပွဲကမဆန့်ပါဘူးသူကစပွဲရဲ့ခြေထောက်တွေကိုဖြုတ်တင်တယ်လို့အကြံပြုခဲ့ပါပြီဒီစိတ်ကူးကအိုင်ခရာရဲ့အနာကတ်တွေကိုလည်းပြောင်းလဲပစ်လိုက်ပါပြီစပွဲရှိထောက်တွေကိုအလွယ်တကူဖြုတ်ပြီးတော့ပြန်တက်နိုင်တာကြောင့်အင်ကဘာကဒီစိတ်ကူးကိုသူ့လုပ်ငန်းရဲ့အဓိကအချက်အဖြစ်လင်းမြန်စွာပြောင်းလဲပစ်လိုက်ပါပြီ ခောက်တင်းနိုင်တဲ့ပရီဘောကဝီကိုထုတ်လုပ်ခြင်းအဖြစ်အိုင်ခီယာရဲ့ပရီဘောကဝီဟာပို့ပြီးတော့ကြစ်လက်လာမှဖြစ်ပြီးတူလောင်ရတာနဲ့တေယူပို့ဆောင်တဲ့နေရာမှာပို့ပြီးတော့ဈေးတက်တာမှဖြစ်ပြီးလွဲကူလာခဲ့ပါလိမ့်ပြက်စည်းနိုင်ရှိကလည်းနေတော့မှဖြစ်ပြီးဝဲတူဝေကသူတို့ရဲ့ပရီဘောကဝီကိုအဲ့ဒီနေ့မှာပဲအင်ကိုယူသွားနိုင်မှဖြစ်ပါလိမ့်ဒါကအိုင်ခီယာကိုကုန်ကျစရိတ်တက်တာစီပြီးတော့ပို့ဆောင်မှုမြန်ဆန်စေတဲ့အားတာချက်ကိုပေးဆောင်နေခဲ့ပါလိမ့်ဝဲတူဝေကသူတို့ရဲ့ပရီဘောကဝီကို grind တတ်ဆင်ကြတဲ့အတွက် တို့ရဲ့ပြည်ပေါ်ကောက်ရည်နဲ့ပို့ပြီးစိတ်ပိုင်းဆိုင်ရာရင်းနှီးမှုရရှိလာကြပါရည်ဒီနီလန်ဟာအလွန်ကိုလင်းမြစွာပြည့်နှံ့တွားခဲ့ပြီးတော့လူဝေကာဒါကိုအိုင်ခီယာအဖက်လို့ခေါ်ဆိုကြပါရည်ဖြုတ်ပြီးတော့တတ်နေတဲ့ပြည်ပေါ်ကအယူအဆကိုပြည်ပေါ်ကလုပ်ငန်းမှာအိုင်ခီယာကပထမဆုံးမိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ဒီကနေ့ကမ္ဘာအနှံ့မှာအသုံးပြုနေကြပါပြီထုတ်လုပ်နေစဉ်မှာပြည်ပေါ်ကောက်ရည်ကိုဖြုတ်တတ်နိုင်မှာဖြစ်ပြီးဈေးတက်တာစွာနဲ့ပို့ဆောင်နိုင်တဲ့ကုန်သတ်သီးဝင်တဲ့ဒီဇိုင်းထုတ်ထားပါရည်အိုင်ခီယာရဲ့ပထမဆုံးစတိုးဆိုင်အောင်မြင်ပြီးတော့ အင်ကဘာဟာဆွီဒင်နိုင်ငံရဲ့မြို့တော်စတော့ဟ ோம் ရဲ့အပြင်ဘက်မှာဈေးတက်တာတဲ့နေရာတစ်ခုမှာအစ်စ်နဲ့ပို့ကြည့်တဲ့စတိုးဆိုင်တစ်ခုကိုဖွင့်ဖို့ဆုံးဖြတ်လိုက်ပါရီအဲ့ဒီစတိုးဆိုင်ဟာဘလုံးကွင်း၈ကွင်းစာလောက်ကျယ်ဝန်းပြီးတော့သုံးထပ်ရှိပါရီအင်ကဘာကဝဲတူတွေရဲ့စိတ်ပိုင်းဆရာကိုနားလည်ပြီးတော့ဆိုင်ရဲ့အပြင်အစင်ကိုလည်းဖန်တီးခဲ့ပါရီဆိုင်မှာဆိုရင်ဝင်ပေါက်နဲ့ထွက်ပေါက်တစ်ခုထဲပဲရှိပါရီဝဲတူတွေဟာတလန်းထဲရှောက်သွားကြပြီးတော့ဆိုင်တစ်ခုလုံးကိုမြင်တွေ့ရတာကြောင့်ဘာတစ်ခုကမှမလွတ်သွားတော့ဘဲနဲ့အစီအစဉ်အထဲမှာမပါတဲ့ပစ္စည်းတွေကိုလည်း ဝယ်ယူကြမှာဖြစ်ပါလိမ့်အင်ခရာရဲ့အပြင်စင်ကိုဖောက်တဲ့ဝေအနေနဲ့အတွင်းမှာအချိန်ပိုကြကြနေနိုင်အောင်ဒီဇိုင်းထုတ်ထားတာပါဒါပေမဲ့ပြဿနာကနေ့လယ်ပိုင်းရောက်ပြီဆိုရင်ဆိုင်ဟာလူရှင်းသွားတာပါအင်ခဘာကတဟာလူရဲ့အနေနဲ့နေ့လယ်စာစားချိန်အတွက်ထွက်သွားပြီးတော့ပြန်မလာကြတာဖြစ်နိုင်တယ်လို့တတိထားမိသွားခဲ့ပါလိမ့်ဒါကြောင့်အင်ခဘာကအင်ခရာဆိုင်အထဲမှာလဲစားတောက်ဆိုင်တစ်ခုဖွင့်လင်းလိုက်ပါလိမ့်အင်ခဘာရဲ့အတွေးအခေါ်ကလုံအောင်ကိုမန်ကန်တဲ့အကြောင်းတက်တည်ပြခဲ့ပါလိမ့် စားတောက်ဆိုင်ဖွင့်ပြီးတဲ့နောက်ပိုင်းဖောက်တဲ့ဝေဟာဆိုင်ထဲမှာပဲအချိန်အကြာကြီးနေထိုင်ကြပြီးတော့ဘိုက်စားလာပြီးဆိုတာနဲ့အဲ့ဒီအထဲမှာပဲအစားတောက်တွေစားကြပါရင်းအင်္ဂဘာမှာအတူယူစရာပဲရှိတဲ့စီးပွားရေးပုံစံတစ်ခုရရှိတော့ပါပြီဒီလိုနဲ့1965ခုနှစ်မှာဆိုတော့စိုးဆိုင်အသစ်တစ်ခုဖွင့်လင်းခဲ့ပြီးပထမနေ့မှာပဲလာရောက်သူ18000တောင်ရှိခဲ့တာပါ1983ခုနှစ်မှာအင်ဂီယာဟာအရန်ကိုအောင်မြင်လာခဲ့ပါပြီအခုဆိုတော့အင်္ဂဘာကသူတည်ဆုံသွားပြီးတဲ့နောက်ပိုင်းမှာတော့မှာ INKR ရဲ့နာမည်ကိုဆက်လက်ရှင်းတန်းစီရှင်ပါရီဒီအတွက်သူဟာအထူးအစီအစဉ်တစ်ခုကိုရေးဆွဲခဲ့ပါရီသူ့ကိုခိုးမှုနဲ့ဆွတ်ဆွဲခံရမယ့်အစီအစဉ်တစ်ခုပဲဖြစ်ပါရီဟုတ်ပါရီအင်္ဂမာရဲ့အိမ်မက်ကသူ့ရဲ့သားသမီးဝေ INKR လုပ်ငန်းကိုအမွေဆက်ခံဖို့ပါဒါပေမဲ့ဆွီဒင်မှာဆိုရင်တော့အမွေခွန်ကအရန်ကိုမှမရပါရီအရင်တော့ကဆွီဒင်မှာအမွေရတဲ့ပြည်စည်းဝေးအပေါ်အခွန်အများကြီးကောက်ခံတတ်ပါရီဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်အင်ကဘာကအင်ကဘာဟာကဘာအနှံ့ကရှင်းနေဝေကို၅ရန်ခဲ့ပြီးတော့ တို့ရဲ့တာဝန်ကအိုင်ခရာကိုအခွန်ကနေကာကွယ်ပေးဖို့ပါခုနှစ်နှစ်ကြာရှေ့နေဝေဟာအခွန်ကင်းလို့ရဒေတာဝေမှာကမ်ပဏီဝေဖောင်ဒေးရှင်းတွေနဲ့ယုံကြည်မှုတွေကိုတည်ထောင်ခဲ့ပါရင်နောက်ဆုံးမှာတော့အိုင်ခရာရဲ့ corporate ဖွဲ့စည်းပုံဟာအလွန်ကိုရှုပ်ထွေးတွားခဲ့ပြီးအခွန်ကောက်ခံဖို့အတွက်မဖြစ်နိုင်တော့ပါဘူးအင်ကဘာရဲ့ဒီလိုရကြောင်းအိုင်ခရာဟာအခွန်ရှောင်တယ်လို့ဆွဆွေးခံရပြီးတော့ကမ္ဘာဥပဒေအရတိုးတက်နေတဲ့လူတွေကိုလူဝိုင်းကဆွဲချတတ်ကြပါရင်1989မှာဆိုရင်အိုင်ခရာကိုနောက်ထပ်ဆွဆွဲချက်တစ်ခုတင်ခဲ့ပါရင် အရှိဂျာမနီမှာပရီဘောကဝေထုတ်လုပ်တဲ့စက်ရုံတချို့ရှိပြီးတော့အဲ့ဒီကပရီဘောကဝေဟာ IKEA ကိုရောက်ပါရင်ဒါပေမဲ့အဲ့ဒီကုမ္ပဏီတချို့မှာဆိုရင်အကျဉ်းတောက်ဝေကိုအတင်းအကျပ်ခိုင်းစီပါရင်လူတွေကဒီအတွက် IKEA ကိုအပြစ်တင်လာကြပါရင်နောက်ပိုင်းမှာဆိုရင်ဒီဆွတ်ဆွဲချက်ကမှန်ကန်တဲ့အကြောင်းတက်တည်ပြနိုင်တဲ့အခါမှာ IKEA စီမံခန့်ခွဲမှုကလူထုကိုတရားဝင်တောင်းပန်ခဲ့ပါရင် 1990ခုနှစ်တည်းမှာဆိုတော့ IKEA ဟာစတိုးဆိုင်အသစ်80ကျော်ဖွင့်လှစ်ခဲ့ပြီးတော့1990ခုနှစ်မှာ IKEA ကကမ္ဘာအကြီးဆုံး pre-book company ဖြစ်လာခဲ့ပါပြီ2018ခုနှစ်မှာဆိုတော့အင်ကဘာကမ်ပါကအသက်60တနည်းအရွယ်မှာကွယ်လွန်သွားခဲ့ပါပြီဒီကနေ့မှာဆိုတော့ IKEA မှာကမ္ဘာအနှံစတိုးဆိုင်ပေါင်း483ဆိုင်ရှိပြီးတော့နေ့စဉ်ကုန်ပစ္စည်းအသစ်2000ကျော်ထွက်ရှိနေခဲ့ပါပြီဒီပစ္စည်းတွေရဲ့ထူးခြားချက်ကဒီကနေ့အထိပစ္စည်းတိုင်းကိုဆွေတင်ဆက်ကလုံးဝင်နေပဲနာမည်ပေးထားတာဖြစ်ပြီးတော့ ဒါကိုအင်္ဂဘာကမ်ပါဟာဒစ်စလက်ဆီယာယောဂါကြောင့်စတင်ခဲ့တာပါတင့်အနေနဲ့အိုင်ခီယာကထုတ်လုပ်တဲ့ပစ္စည်းတွေကိုဘယ်လိုမျိုးထင်မြင်မိပါသလဲကြည့်ရှုပြပြိတ္တများအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ